င်္ဂလာပါ2016ခုနှစ်နိုဝင်ဘာလဒုတိယပတ်အတွက်လွတ်လပ်တဲ့အာရှတန် RFA ရုပ်မြင်သံကြားသတင်းမဂ္ဂဇင်းအစီအစဉ်ကိုအမေရိကန်ပြည်အောင်စု Washington DC မြို့တော်ကနေထုတ်လွှင့်နေပါပြီကျွန်တော်ရဲစီသူကပါ RFA ရုပ်မြင်သံကြားအစီအစဉ်ကိုမြန်မာစံတော်ချိန်ည7:00နာရီခွဲကနေ9:00နာရီထိတင်ဆက်သွားမှာပါဒီတစ်ပတ်အစီအစဉ်မှာပထမဆုံးတစ်ပတ်အတွင်းထူးခြားတဲ့မြန်မာသတင်းတွေကိုတင်ပြသွားမှာဖြစ်ပါတယ်အဲဒီနောက်ဒေါ်လာတသိန်းတန်လက်ပတ်နာရီလက်စားထားတယ်ဆိုတာမဟုတ်မှန်ကြောင်းရန်ကုန်တိုင်းဝန်ကြီးချုပ်ကရှင်းလင်းတဲ့အကြောင်း UNFC ကိုယ်စားလှယ်အဖွဲ့နဲ့အစိုးရညဉ့်ဉန်းကော်မရှင်တွေ့ဆုံဆွေးနွေးတဲ့အကြောင်းအမေရိကန်ယူကောက်ပွဲကိုလေလာဆောင်ကြည့်တဲ့ပွဲကိုရန်ကုန်မြို့ကမြန်မာနိုင်ငံဆိုင်ရာအမေရိကန်တမ်ဘတ်ကြီး Scott Marshall နေအိမ်မှာပြုလုပ်ခဲ့တဲ့အကြောင်းစိတ်ဝင်စားစရာသတင်းပိပုချက်တွေကိုထုတ်လွှင့်သွားမှာဖြစ်ပါတယ်အခုပထမဆုံးတပတ်အတွင်းထူးခြားတဲ့သတင်းတွေကိုမတ်ဟီမာဆိုးကတင်ပြပေးမှာပါ င်းပါပါရှင်။ဒီပတ်အတွင်းသတင်းစီစဉ်ကကြိုဆိုပါရစေ။ရှင်ခိုင်ပြည်နယ်မြောက်ပိုင်းကမတည်ငြိမ်မှုတွေကြောင့်ကလေးသင်ငယ်တွေအပေါ်ဆူဆူဝါဝါထိခိုက်နေတယ်လို့ UNICEF ကုလသမဂ္ဂကလေးသင်ငယ်များရန်မုံငွေအဖွဲ့ကပြောကြားလိုက်ပြီးမွတ်စလင်တွေနေထိုင်ရာရှင်ခိုင်ပြည်နယ်မြောက်ပိုင်းကိုလူသားချင်းစာနာမှုအကူအညီတွေအပြည့်အဝပေးဝင်ပြုဖို့ကိုလည်းတောင်းဆိုလိုက်ပါရစေ။မကြာသေးခင်ရပ်ပိုင်းကအကူအညီတချို့ပေးခွင့်ရခဲ့သလိုတချိန်တည်းမှာပဲအကူအညီလိုအပ်နေတဲ့ကလေးသင်ငယ်နဲ့မိသားစုတွေအတွက် မရှိမဖြစ်အရေးပါတဲ့ကျန်းမာရေးဆိုင်ရာအကူအညီပေးသူတွေတခြားကျွမ်းကျင်သူတွေကို အကန့်အသတ်မရှိအ мян ဆုံးဝင်ရောက်ခွင့်ပြုဖို့ကိုလည်း UNICEF အဖွဲ့ကတောင်းဆိုထားပါတယ်။ရခိုင်ပြည်နယ်မြောက်ပိုင်းမှာအာဏာပိုင်တွေကစစ်စင်ရေးနယ်မြေအဖြစ်သတ်မှတ်ပြီးနယ်မြေရှင်းလင်းရေးဆောင်ရွက်နေရမှာကလေးသင်ငယ်တွေအပေါ်အကြမ်းဖက်မှုတွေကနေအကာအကွယ်ပေးဖို့နဲ့ကလေးသင်ငယ်တွေအပေါ် ကျူးလွန်မွေရှိတဲ့လူအခွင့်အရေးချိုးဖောက်မှုဆွဆွဲချက်တွေကိုလွတ်လွတ်လပ်လပ်စုံစမ်းစစ်ဆေးဖို့လည်းအစိုးရထံတောင်းဆိုကြောင်းနိုဝင်ဘာလ9ရက်နေ့ကထုတ်ပြန်တဲ့ UNICEF အဖွဲ့ရဲ့ကြေညာချက်မှာဖော်ပြထားပါတယ်ရှင်။အမေရိကန်ပြည်ထောင်စုရဲ့55ရောက်မြောက်သမ္မတအဖြစ်ရွေးချယ်ခံရတဲ့ဒေါ်နယ်ထရမ့်ကိုနိုင်ငံတော်သမ္မတဦးထင်ကျော်နဲ့နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ကဝမ်းမြောက်ဂုဏ်ယူကြောင်းသဝင်းလှအသီးသီးပြပလိုက်ပါတယ်။ ဒေါအောင်ဆန်းစုကြည်ရဲ့တဝန်လွန်မှာပါတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးသမရယုံပြောရေးစုဝင်ရှိသူဦးစောထေကအခုလိုပြောပါရယ်အမေရိကန်ပြည်သူတွေရဲ့စုကြည်မှုနဲ့လူတင်ရောက်ခဲ့တဲ့သူ့ရဲ့လက်ထက်မှာတိုးတက်မှုတွေငြိမ်းချမ်းမှုတွေပါဝါပြောမှုတွေဖြစ်လာမယ်။နောက်အမေရိကန်အပြင်ပေါ့နော်အမေရိကန်ပြည်တော်စုသူ့လက်အောက်မှာအောင်မြင်စေချောင်းပေါ့။နောက်ဆုံးချက်ကတော့ကျွန်တော်တို့မြန်မာနိုင်ငံနဲ့အမေရိကန်ပြည်တော်စုချအပြန်လန်အကျိုးစီးပွားနဲ့ပြန်လန်ဆက်ဆံရေးပုံမတိုးတက်ဖွံ့ဖြိုးလာမယ်ဒေါ်နယ်ထရန့်လက်ထက်မှာ ဒါဟာလက်ရှိအမေရိကန်သမ္မတဥပမာအပြင်ဒေါ်နယ်ထရမ့်ရဲ့ပြိုင်ဘက်နိုင်ငံသားရုံဝင်ကြီးဟောင်းဟီလာရီကလင်တန်တို့နဲ့မူဝါဒရောလူမှုရေးအရာပါရင်းနှီးတဲ့ဒေါ်အောင်ဆန်းစုကြည်ကသမ္မတအစ်ဖြစ်လာမဲ့ဒေါ်နယ်ထရမ့်စီကို ပထမဆုံးတရားဝင်ပေးဖို့တဲ့သတင်းလွှာလဲဖြစ်ပါတယ်။နှစ်နိုင်ငံကြားရှိပြီးသားချစ်ကြည်ရင်းနှီးမှုပူးပေါင်းဆောင်ရွက်မှုတွေပုံမှုကောင်းမွန်လာအောင်အမေရိကန်သမ္မတအစ်နဲ့အတူလှုပ်ဆောင်မှုမျှော်လင့်ကြောင်းလဲဒေါ်အောင်ဆန်းစုကြည်ရဲ့သတင်းလွှာမှာဖော်ပြထားပါတယ်။ တစ်ဆက်ထဲမှာပဲအမေရိကန်ပြည်ထောင်စုမှာသမရတဲ့အဖြစ်ဒေါ်နယ်ထရန့်ရွေးချယ်တင်မြှောက်ခံရတဲ့အတွက်အစိုးရအစ္စလာမစ်ဝါဒစန့်ကျင်ရေးအောင်ပွဲတစ်ခုအဖြစ်မြန်မာနိုင်ငံကမွတ်စလင်စန့်ကျင်ရေးနဲ့အမျိုးသားရေးလှုပ်ရှားသူတွေကဝမ်းမြောက်ဝမ်းသာဂုဏ်ပြုနေကြတယ်လို့ AFP သတင်းဌာနကရေးသားလိုက်ပါတယ်အမေရိကန်ရွေးကောက်ပွဲမဲဆွဲကာလ မွတ်စလင်တွေကိုပြည်ဝင်ခွင့်ပိတ်ပင်ရေးနဲ့လူမျိုးကြားတွေအပေါ်ဆန့်ကျင်တဲ့သဘောထားရှိခဲ့တဲ့ဒေါ်နယ်ထရန့်အနိုင်ရခဲ့တဲ့အတွက်ကမ္ဘာတဝှမ်းကအံ့အားသင့်စိတ်ပြတ်နေကြချိန်မှာပဲမြန်မာနိုင်ငံကအမျိုးသားရေးလှုပ်ရှားသူတွေနဲ့ပတ်သက်ပြီးအခုလိုသတင်းထွက်ပေါ်လာတာဖြစ်ပါတယ်မန္တလေးမစိုးရင်တိုက်တဲ့ကအမျိုးသားရေးလှုပ်ရှားသူဦးဝီရသူကဒေါ်နယ်ထရန့်သမရသစ်ဖြစ်လာတာကိုလူအခွင့်ရေးမှုန်တိုင်းကြမှာအမျိုးသားရေးဝါဒီတအူးရဲ့အောင်ပွဲအဖြစ်အောင်မြင်စေဖို့ဆန္ဒပြုထားသလို အမေရိကန်ပြည်ထောင်စုကိုလည်း Jihad Wari Bay ကကင်းဝေးဖို့လဲဆုတောင်းထားပါတယ်။တချိန်တည်းမှာပဲရခိုင်မျိုးသားပါတီဥက္ကဋ္ဌဒေါက်တာအေးမောင်ကလည်း Donald Trump သမ္မတသက်အဖြစ်ရွေးကောက်ခံရတဲ့အတွက်ရခိုင်မျိုးသားပါတီနဲ့ရခိုင်ပြည်သူတွေကိုစားလိုက်လိုက်လဲလဲဂုဏ်ပြုပါကြောင်းသဝင်လွှာပေးပို့ထားပါတယ်။ အစ္စလမ်ဘာသာရေးချဲ့ထွင်မှုနဲ့တရားမဝင်နေဆက်ဖြတ်ကျော်ခိုးဝင်မှုတွေနဲ့ရင်ဆိုင်နေရတဲ့ရခိုင်ပြည်သူတွေအနေနဲ့ဂျီဟတ်စစ်သွေးကြွတွေဆွဲကန်နေတဲ့စနစ်ဆိုးကိုပြောင်းလဲနိုင်ဖို့ကမ္ဘာခေါင်းဆောင်တဦးဖြစ်လေးစားမျှော်လင့်နေပါကြောင်းလည်းဒေါက်တာအေးမောင်ရဲ့ဆာမဖော်ပြထားပါရရှင်တရုတ်မြန်မာနယ်စပ်မှာရှိတဲ့အင်အားကြီးလက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်တဲ့ UWSC ဝါတပ်ဖွဲ့နဲ့ KIO ကချင်တပ်ဖွဲ့နှစ်ဖွဲ့ဟာတနင်္ဂနွေလုံးအပြစ်ခတ်ရဲစေး NCA သဘောတူစာချုပ်ကိုလက်မှတ်ရေးထိုးခြင်းမရှိဘဲ နိုင်ငံရေးဆွေးနွေးပွဲတွေမှာပါဝင်မှုကြိုးစားနေတာဟာနိုင်ငံရေးအရာမမျှတမှုကိုဖြစ်စေတယ်လို့တမတော်ကာကွယ်ရေးဦးစီးချုပ်ပိုချုပ်မှုကြီးမင်းအောင်လှိုင်ကပြောလိုက်ပါတယ်နိုဝင်ဘာလ10ရက်နေ့ကကျင်းပတဲ့ EU ဥရောပသမဂ္ဂကာကွယ်ရေးဦးစီးချုပ်များစစ်ဘက်ဆိုင်ရာကော်မတီအစည်းအဝေးမှာ The Military's Role in a Democratic Myanmar ဆိုတဲ့ခေါင်းစဉ်နဲ့ဆွေးနွေးကြရမှာပူချုပ်မှုကြီးမင်းအောင်လှိုင်ကအခုလိုထည့်သွင်းပြောဆိုခဲ့တာဖြစ်ပါတယ်။ဒါ့အပြင်ဒီမိုကရေစီဆိုတာအခွင့်အရေးရရှိဖို့အတွက် အစိုးရအုပ်ချုပ်မှုကိုလက်နက်ကိုင်ဆန့်ကျင်တဲ့ဘသူကိုမဆိုတက်မတော်ကကာကွယ်သွားမှာဖြစ်ကြောင်းနဲ့တိုင်းရင်းသားတွေကိုတိုက်ခိုက်တာမဟုတ်ပဲလက်နက်ကိုင်တိုက်ခိုက်တဲ့သူတွေကိုသာပြန်လည်တိုက်ခိုက်တာဖြစ်တယ်လို့လည်းပြောကြားလိုက်ပါတယ်။အခြေခံဥပဒေနဲ့ပတ်သက်ပြီး2008ဖွဲ့စည်းပုံအခြေခံဥပဒေအရမြန်မာနိုင်ငံနဲ့ကိုက်ညီတဲ့ပါတီစုံဒီမိုကရေစီစနစ်ကိုအပြည့်အဝပုံဖော်ပေးနိုင်တဲ့အခြေခံဥပဒေဖြစ်တဲ့အပြင် ပဂတိအခြေအနေနဲ့ကိုက်ညီတဲ့တက်မတော်ရဲ့အခန်းကဏ္ဍကိုထည့်သွင်းရေးဆွဲထားတဲ့ဥပဒေဖြစ်ကြောင်းဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်ကထည့်သွင်းပြောဆိုခဲ့တယ်လို့သိရပါတယ်ရှင်။ဆက်သွယ်ရေးဥပဒေပုံမှ66ကားကြီးနဲ့ဖန်ဆီးခံထားတဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုသုတေသနဌာနဒုတိယတာဝန်ခံကိုမျိုးရန်အောင်သိန်းအတွက်ရှင်းနေဖြစ်ဦးကျော်ဟုလှိုင်မြို့နယ်တရားရုံးမှာနိုဝင်ဘာလ9ရက်နေ့ကတင်သွင်းခဲ့ရမှာတရားရုံးကပယ်ချလိုက်ပါတယ်။ ကိုမျိုးရန်အောင်သိန်းကိုဆက်ပြီးခြုံနှောင်ထားဖို့ရဲတပ်ဖွဲ့ကနောက်ထပ်ယမန်ယူတာကိုကန့်ကွက်ပြီးအခုလိုရှင်းနေအဖြစ်အဝါလွှဲတာကိုပယ်ချခံလိုက်ရတယ်လို့ရှင်းနေဦးကျော်ဟူကပြောပါတယ်ရဲလုံကဘာရှိလဲဘာလို့ရှင်းနေပြောပြောပြောလို့ရှိရင်ကျွန်တော်တို့ကရှင်းချင်လို့ရတယ်အဒီလုံကမနေ့ကြာမလဲအဲ့ဒါ9ရက်ကြာမလား10ရက်ကြာမလားအခုကဘာမှလည်းဟိုတိကျမပြောနိုင်ဘူးနဲ့အဲ့စကွေးတိယူတယ်ဆိုတာကျွန်တော်ကကန့်ကွက်တယ်ကန့်ကွက်တဲ့ခါကျတော့တရားသူကြီးကကျွန်တော်ရှောက်တော့ဟိုရှင်းနေဟိုဦးဦးညောင်ဦးညောင်လေးအတွက်လိုက်တဲ့ရှင်းနေ လျှောက်လာအောင်လက်ပခံကိုပယ်လိုက်တယ်ဆိုတော့ကျွန်တော်ကောက်ခွက်တဲ့ခါကျမှပယ်တာနော်ငကောက်ပယ်တာမဟုတ်ကိုမျိုးရံအောင်သိန်းဟာကာကွယ်ရေးဦးစီးချုပ်ကိုစော်ကားတဲ့စာသားကို Facebook စာမျက်နှာမှာတင်ခဲ့တယ်ဆိုပြီးရန်ကုန်တိုင်းစစ်ဌာနချုပ်ကဒုတိယဗိုလ်မှူးကြီးလင်းထွန်းကတရက်လိုလှုပ်တိုင်ကြခဲ့တာကြောင့်ဆက်သွယ်ရေးဥပဒေပုံမှန်66ကားကြီးနဲ့ဖမ်းဆီးခံနေရတာဖြစ်ပါတယ်။ကိုမျိုးရံအောင်သိန်းဟာ သူ့အပေါ်ဆွဲဆိုထားတဲ့ဆက်သွယ်ရေးဥပဒေပုံမှန်ဟာတိုင်တန်းတဲ့သူဘက်ကအသာစီးရနေတဲ့ပုံမှန်ဖြစ်ကြောင်းရုံးထုတ်မှပြောဆိုခဲ့ပါတယ်ဆက်သွယ်ရေးဥပဒေပုံမှန်66ခါကြီးဟာအများဆုံးထောင်နဲ့ခုနှစ်နှစ်အထိကြာခံရဝယ်ရှိပြီးအာမခံမရတဲ့ဥပဒေပုံမှန်လည်းဖြစ်ပါတယ်ရှင် Eleven Media Group နဲ့အမှုဆောင်အရာရှိချုပ်ဒေါက်တာတန်းထွတ်အောင်ကိုရန်ကုန်တိုင်းအစိုးရအဖွဲ့ကဆက်သွယ်ရေးဥပဒေပုံမှန်66ခါကြီးနဲ့ရန်ကုန်တောင်ဝင်းမြို့နယ်ရဲစခန်းမှာအမှုဖွင့်လိုက်ပါတယ်။ နိုဝင်ဘာလ9ရက်နေ့ကရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံမှကျင်းပတဲ့သတင်းစာရှင်းလင်းပွဲမှာတိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကထုတ်ဖော်ပြောဆိုလိုက်တာဖြစ်ပါတယ်။ပ893မြင်းဆောင်2016တာမွေရဲစခန်းပါအမှု66ဂါကြီးနဲ့11 Media Group ရဲ့ CEO ကိုတန်းထွက်အောင်ဖြင့် media group ဆိုပြီးဒါဒီ11 media group ဆိုပြီးဒါအမှုဖွင့်လာတာ နိုဝင်ဘာလ6ရက်နေ့က11သတင်းစာမှာပါရှိတဲ့ရွေးကောက်ပွဲတစ်နှစ်ကြာသောဆိုရဲကောင်းစဉ်နဲ့အရီတာအာဘော်မှာအစိုးရအကူအပြောင်းရန်ကုန်မြို့သစ်စီမံကိန်းလုတ်ကင်ဝင်ရသွားတဲ့မိုးရေစေဝါအမှုနဲ့မကြသေးခင်ကမှထောင်ကထွက်လာတဲ့စီးပွားရေးလုပ်ငန်းရှင်တယောက်ကဝန်ကြီးချုပ်ကိုဒေါ်လာ3သိန်းဝန်းကျင်တန်တဲ့ပတ်ဒိတ်ဖီလစ်ပ်နိုင်ပေးခဲ့တဲ့ဆိုပြီးနံပါတ်တွေကိုမဖော်ပြဘဲရေးသားထားတာပါ ဒီကိစ္စနဲ့ပတ်သက်ပြီးဝန်ကြီးချုပ်နဲ့တထေးနာမည်ကိုထုတ်ဖော်ပြောဆိုဖို့ရန်ကုန်တိုင်းအစိုးရဖွဲ့က11သတင်းစာကိုစာပေးပို့ခဲ့ရမှာသတင်းစာကမီဒီယာကိုဖိအားပေးတယ်ဆိုပြီးနောက်တနေ့မှာဖော်ပြခဲ့ပါတယ်ဒီလိုကိစ္စတွေကို Daily 11နဲ့ဒေါက်တာတန်းထွန်းအောင်ရဲ့ Facebook စာမျက်နှာတွေမှာဇက်တိုက်ရေးသားဖော်ပြနေတဲ့အတွက်တရားစွဲဆိုတာလို့ဥဖြိုးမင်းသိန်းကပြောပါတယ်သတင်းစာရှင်းလင်းပွဲမှာဥဖြိုးမင်းသိန်းကအဲ့ဒီနိုင်ကိစ္စကိုမသိကြောင်းနဲ့ သူအခုဝစ်ဆင်ထားတဲ့နိုင်ဟာဝင်းကြီးချုပ်မဖြစ်ခင်ကတည်းကဇနီးဖြစ်သူဝယ်ပေးထားခဲ့တဲ့နိုင်ဖြစ်ကြောင်းလည်းပြောဆိုသွားပါတယ်ရှင်။တဆက်ထဲမှာပဲပုံမှ66ကာကြီးနဲ့အမှုဖွင့်ခံထားရတဲ့11 Media Group ရဲ့ CEO ဒေါက်တာတန်းထွန်းအောင်နဲ့ Editor ချုပ်ဦးမေဖြိုးတို့ဟာနိုဝင်ဘာလ17ရက်နေ့နေ့လယ်ပိုင်းကတာဝန်ရေးစခန်းမှာလာရောက်အဖမ်းခံခဲ့ပါတယ်။တာဝန်မြို့နယ်တရားရုံးအဝင်မှာဒေါက်တာတန်းထွန်းအောင်ကသူတို့အပေါ်တရားစစ်ဆိုထားတဲ့ပုံမှန်66ကာကြီးမရှိသင့်တော်ဘူးလို့အခုလိုပြောဆိုခဲ့ပါတယ်။ ပုံမှန်66ကမရှိသေးဘူး။ဒေါက်တာတန်းထွန်းအောင်နဲ့ဥဝေဖြိုးတို့ကိုနိုဝင်ဘာလ10ရက်နေ့မနက်10:00နာရီကတည်းကတာမွေရဲစခန်းကိုစင်ခေါ်ထားတာဖြစ်ပေမဲ့ညနေပိုင်းအထိရောက်မလာဘဲနောက်တရက်ကျမှရဲစခန်းကိုလာရောက်အဖမ်းခံတာဖြစ်ပါရဲ့ရှင်။ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ဘကတာအဖွဲ့ဝင်တချို့နဲ့သခိုင်းအလုတ်သမားတွေပူးပေါင်းပြီးမန္တလေးမြို့မဟာမျက်မှုနေဖရာမှာ 2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုဖျက်သိမ်းပေးဖို့နိုဝင်ဘာလ17ရက်နေ့ကဆန္ဒပြခဲ့ကြပါတယ်။ဆန္ဒပြသူအင်အား90လောက်ရှိရမှာအဲ့ဒီနေ့ကရမဲသိန်းမြို့အကျဉ်းထောင်ကလွတ်မြောက်လာတဲ့ဘကတာအကြောင်းသားတွေနဲ့သစ်အချောတဲ့စက်ရုံအလုပ်သမားတွေပါဝင်ခဲ့တာပါ။ဆန္ဒပြသူတဦးဖြစ်တဲ့အထက်မြန်မာပြည်ဘက်ကသားများအဖွဲ့ချုပ်ဥက္ကဋ္ဌဟောင်းကိုတန့်စင်က2008ဖွဲ့စည်းပုံနဲ့ပတ်သက်ပြီးတော့အခုလိုပြောဆိုခဲ့ပါတယ်။ကောင်းသားတွေနဲ့စကိုင်းအလုံသမားစစ်ကြောင်းကအလုံသမားကောင်းဆောင်တွေ 6လကြာရမဲသိန်းထောင်မှာဖမ်းခံပြီးဒီကနေ့လွတ်မြောက်လာတယ်။လွတ်မြောက်လာတဲ့အခါမှာမန်းလေးမြို့မှာရှိတဲ့တကိုးကြီးမဟာမြတ်မုဏိဖရာကိုလာပြီးတော့မှဝိပုဒါဖြစ်တယ်။ဝိပုရင်းနဲ့လက်ရှိဗမာပြည်ရဲ့အကြက်တဲ့ဗမာပြည်ရဲ့ငြိမ်းချမ်းရေးပြဿနာအားလုံးဟာ2008ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့်ဖြစ်တယ်ဆိုတာကိုចောင်းသားတွေအလုံသမားတွေကထောက်ပြပြီးတော့မှဖះမှလာပြီးတော့မှဆူတောင်းတာဖြစ်တယ်ဆန္ဒပြသူတွေက2008ဖွဲ့စည်းပုံဖျက်သိမ်းရေး နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေးဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်ရေးနဲ့နိုင်ငံရေးအကျဉ်းသားအားလုံးလွတ်မြောက်ရေးအတွက်တောင်းဆိုခဲ့ကြပါတယ်။ဆန္ဒပြရမှာပါဝင်ခဲ့တဲ့ចောင်းသားတဦးဖြစ်တဲ့ကိုကောင်းစော်ဟင်းကလည်းလက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေဟာစစ်အာဏာရှင်ရဲ့တောက်တိုင်ဖြစ်တယ်လို့ပြောဆိုခဲ့ပါတယ်။ဒီနေ့စစ်အာဏာရှင်ပြတ်သုံးသွားပြီဆိုပေမဲ့စစ်အာဏာရှင်စနစ်ရဲ့တောက်တိုင်ဖြစ်တဲ့လောင်ရေးအခြေခံဥပဒေရှိနေသေးတယ်။ဒီလောင်ရေးအခြေခံဥပဒေရှိနေတယ်ဆိုရင်ကျွန်တော်တို့နိုင်ငံဟာပြည်ရင်းရဲရဲ ပြည့်လဲမှာမဟုတ်ဘူးအဲ့တော့ဒီပြည်ရင်းကြီးရဲ့အလုံးသမားရဲ့လယ်သမားရဲ့ကျောင်းသားရဲ့အမျိုးသားပြည်နယ်သိမ့်မြေရဲ့အားလုံးကိုပြည်လည်မဲ့အထောက်ကြီးအခြေခံဥပဒေကိုအားလုံးတိုက်ပြကြပါစို့ဆန္ဒပြသူတွေကမန္တလေးမြို့မဟာမျက်မှုနေဖျားကိုဖူးမြော်ပြီးလှည့်လည်ချီတက်ခဲ့ကြတာလည်းဖြစ်ပါတယ်ရှင် ကချင်ပြည်နယ်မှာတာဝန်ထမ်းဆောင်နေတဲ့လုံသက်၃နှစ်ကနေ၁၀ကျော်အထက်ရှိတဲ့ရဲအုပ်နဲ့ဒုတိယရဲအုပ်အဆင့်အရာရှိ89ယောက်ကိုတခြားတိုင်းနယ်ပြည်နယ်တွေမှာပြောင်းရွှေ့တာဝန်ထမ်းဆောင်မှုမြန်မာနိုင်ငံရဲတပ်ဖွဲ့ကအမိန့်ထုတ်ပြန်လိုက်ပါတယ်။ပြောင်းရွှေ့ဖို့အမိန့်ထုတ်ပြန်တာဟာ၁၀လောက်ရှိပြီလို့ကချင်ပြည်နယ်ရဲတပ်ဖွဲ့က ်ပြည်နယ်ရဲတပ်ဖွဲ့မှရဲမှူးကြီးထွန်းဦးကပြောပါရယ်အစ်လိုက်ဇွန်လိုက်တခါတည်းမြေပြောင်းမင်းထုတ်တော့ကျွန်တော်တို့တော့နည်းနည်းတော့တတိလင်းနာတော့နိုင်တာပေါ့တစ်ဆက်တာနာအနေနဲ့ဒီခင်းတဲ့သူထုတ်တာဆိုတော့ကျွန်တော်တို့ကတော့အောက်ကနေဖြစ်အောင်အောင်ရပြီးတော့မှမြန်မြန်လေးကြောင်းဖြစ်နိုင်အောင်တော့ဆောင်ရနေပါတယ်။ဖားကံမြို့နယ်ကပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးတင်ဆိုးကဖားကံမြို့နယ်အတွင်းရဲတပ်ဖွဲ့ဝင်တွေပြောင်းရွှေ့တဲ့တရင်ကိုကြားသိရပြီးမြန်မာနိုင်ငံရဲတပ်ဖွဲ့ကအခုလိုဆောင်ရွက်တာကိုကြိုဆိုတယ်လို့ပြောပါရယ်။ ကြာကြီးကြာကြီးထားတာမကောင်းဘူးဗျာကျွန်တော်တို့လည်းတောင်းဆိုထားတာရှိတယ်ပတိဒေတာကိုရောက်လာမဲ့စကားမှုပြတကယ်လဲနော်ဒီတရားဥပဒေစိုးမှုရိုးတကယ်ကိုအထူးသဖြင့်လည်းလောက်တဲ့သူတွေကိုပေးပါနော်ဒါလေးတွေကကျွန်တော်ဒေတာအနေထားရဒါလေးလည်းလိုအပ်ပါတယ်ဆိုမှကျွန်တော်လည်းတောင်းဆိုထားတာလေးရှိပါတယ်ကချင်ပြည်နယ်ကမြစ်ကြီးနားမိုးညင်းဖခင်အစားရမျိုးနယ်တွေမှာတာဝန်ထမ်းဆောင်နေတဲ့အရာရှိတွေနဲ့နေဒိန်းတွေပြောင်းရွှေ့မိကြတာဖြစ်ပြီးဘာကြောင့်ပြောင်းရွှေ့ရတယ်ဆိုတာကိုတော့ညွှန်ကြားချက်မှာဖော်ပြထားခြင်းမရှိဘူးလို့ရဲမှူးကြီးထွန်းဦးကပြောပါတယ် လုံသက်ကြပြီးနေမြေကျွမ်းကျင်တဲ့နေရင်းတွေကိုပြောင်းရွှေ့တာဖြစ်တဲ့အတွက်အစားထိုးခန့်အပ်ရမှာလိုအပ်ချက်တွေရှိနိုင်တယ်လို့ဆိုပါရယ်လုံလောဆယ်15ဦးလောက်သာအစားထိုးနိုင်သေးတယ်လို့လည်းပြောပါရယ်လုံထုံးလုံဒီအရာပြောင်းရွှေ့မိန်ထုတ်ပြန်ပြီး21ရက်အတွင်းမှာတာဝန်ထမ်းဆောင်ရမယ်နေမြေတွေကိုလည်းရွှေ့ပြောင်းရမှာဖြစ်ပါရယ်ရှင်ဒီဘက်အတွက်တစ်ဘက်အတွင်းသတင်းတွေကတော့ဒီလောက်ပါပဲရှင် လွှတ်ရတဲ့အာရှတန် RFA ရဲ့အပတ်စဉ်သတင်းမဂ္ဂဇင်းအစီအစဉ်ကိုထုတ်လွှင့်လိုက်ရပါအခုတခါသတင်းပေးပို့ချက်တွေကိုဆက်တိုက်ထုတ်လွှင့်ပေးမှာပါ11 Media CEO ဦးတန်းထွတ်အောင်နဲ့ Editor ချုပ်ကိုဝေဖြိုးတို့ကိုရန်ကုန်တိုင်းအစိုးရကဆက်သွယ်ရေးဥပဒေပုံမှ66ဂါကြီးနဲ့အမှုဖွင့်လိုက်ပါတယ်နိုဝင်ဘာလ6ရက်နေ့တော့11သတင်းစာ Editor အားပေါ်မှာအစိုးရအကူအပြောင်းမှာရန်ကုန်မြို့တစ်စီမံကိန်းလုတ်ကင်ခွင့်ရသွားတဲ့စီးပွားရေးလုပ်ငန်းရှင်တယောက်ကဝန်ကြီးချုပ်ကိုဒေါ်လာ3သိန်းဝန်းကျင်တန်နဲ့ Butterfly's နိုင်ပြီးခဲ့တယ်ဆိုပြီးနာမည်တွေကိုမဖော်ပြဘဲရေးသားထားပါတယ် ဒီကိစ္စနဲ့ပတ်သက်ပြီးနိုဝင်ဘာလ9ရက်နေ့ကပြုလုပ်တဲ့ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းရဲ့သတင်းစာရှင်းလင်းပွဲအကြောင်း RFA သတင်းတောက်ကုတီဟာထွန်းကတင်ပြထားပါတယ်ခင်ဗျာဝန်ကြီးချုပ်က11ရက်နေ့အဲ့ဒီနိုင်ကိစ္စကိုမသိချောင်းနဲ့အခုသူဝစ်ဆင်ထားတဲ့နိုင်ဟာဝန်ကြီးချုပ်မဖြစ်ခင်ကတည်းကဇနီးဖြစ်သူဝယ်ပေးထားတဲ့နိုင်ဖြစ်ကြောင်းပြောပါတယ်ဝန်ကြီးချုပ်အမိကိုအစိုးရဘက်ကမေးတဲ့အခါမပြောတာနဲ့ပတ်သက်ပြီးဝန်ကြီးချုပ်ကအခုလိုပြောပါတယ်သိတထောင်လောက်တန်တဲ့나ยีလို့ဆိုတော့나ยีကိုပတ်တဲ့သူဆိုတာစီးပွားရေးလောက်ကောင်တိတ်များများ အရှိတော့ဘူးလို့တော့ထင်တယ်။ဘာလို့လဲဆိုတာကတော့သူ့ကိုကျွန်တော်မေးတယ်။သူတို့ကအရေးကြီးသတင်း source မျိုးဖြစ်နေတယ်ဆိုတော့ဟန်လေးနဲ့ပြောတာဝင်းကြီးချုပ်ပြောင်းလက်စားတဲ့ကိစ္စပျောင်းပျောင်းတင်းတင်းချပါတာချစင်တာပဲပြည်ခဲ့တဲ့နိုဝင်ဘာလ6ရက်နေ့က11သတင်းစာပါရွေးကောက်ပွဲတစ်နှစ်ကြာသော editor အားပေါ်မှာဒေါ်လာသသိန်းဝင်းကျင်တန်နဲ့ပါတီဖိလစ်နာယီကိုအစိုးရအကူပြောင်းမှာရန်ကုန်မြို့သစ်စီမံကိန်းအောင်သွားတဲ့မူရစေဝအမှုနဲ့ မကြာသေးခင်ကမှထောင်ကားလွတ်လာတဲ့စီးပွားရေးလုပ်ငန်းရှင်တယောက်ကဝန်ကြီးချုပ်ကိုပေးခဲ့တယ်ဆိုပြီးရေးသားဖော်ပြခဲ့ပါတယ်။အမည်တွေကိုတော့ထည့်သွင်းဖော်ပြထားခြင်းမရှိပါဘူး။အဲ့ဒီလိုကိစ္စတွေကို Daily 11 Facebook စာမျက်နှာနဲ့ဒေါက်တာတန်းထွတ်အောင်ရဲ့ Facebook စာမျက်နှာမှာစက်တိုက်ရေးသားဖော်ပြနေတဲ့အတွက်အခုလို66ခါကြီးနဲ့တရားစွဲဆိုတာဖြစ်ကြောင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကပြောပါတယ်။ကျွန်တော်တို့ဒီမြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက ြောင်းကြားထားတာကတော့ printing media နဲ့ပတ်သက်ပြီးတော့ဒါဒီလိုဒီလိုဖြစ်နေတယ်ဆိုတဲ့အခြေအနေတရအတွက်ကျွန်တော်တို့အကြောင်းကြားထားတာဖြစ်ပါတယ်ဥပဒေနှမ်းချောင်းပါလေဒီလိုအကြောင်းကြားရမယ်လို့ဖော်ပြထားတဲ့အတွက်ဒါကျွန်တော်တို့အကြောင်းကြားထားပါတယ် international နဲ့ပတ်သက်တာတော့ Asia News Network ကိုကျွန်တော်တို့ဒီကလက်ဆင့်ပေါ့ Asia News Network ကဘယ်လိုတာဝန်ယူထားတဲ့နိုင်ငံတကာမှာဘယ်လိုဆောင်ရွက်နေတာဆိုဥပဒေကြီးကကြွန့်ကျင်နေတဲ့အတိုင်းပြီးကျွန်တော်တို့ဆောင်ရွက်သွားမှာဖြစ်ပါတယ်ခုအမှုဖွင့်ထားတဲ့ ပုံမှ66ခါကြီးဆက်သွယ်ရေးပုံမှဟာမြည်သူမဆိုဆက်သွယ်ရေးကွန်ရက်တစ်ခုကိုအသုံးပြုပြီးပုံကို2အား6လန့်တောင်းဝင်ခြင်းအနိုင်အထက်ပြုခြင်းမတရားတားဆီးကန့်ကွက်ခြင်းတရေဖြတ်ခြင်းနှောက်ယှက်ခြင်းအလျော်ဩဇာတုံးခြင်းတို့မဟုတ်ချင်းချောက်ခြင်းပြုလုပ်မယ်ဆိုရင်ထိုသူကို3နှစ်ထက်မပိုသောထောင်ဒဏ်ဖြစ်စေ၊ဝေဒဏ်ဖြစ်စေ၊ဒဏ်နေရာလုံးဖြစ်စေချမှတ်ရမယ်လို့ပြဋ္ဌာန်းထားပါတယ်ခင်ဗျာဒေါ်လာသသိန်းနန်နာယီကိစ္စနဲ့ပတ်သက်ပြီးရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းရဲ့သတင်းစာရှင်းလင်းပွဲအကြောင်းကိုတီဟာထွန်းတင်ပြခဲ့တာပါ တချိန်တည်းမှာပဲစီးပွားရေးလုပ်ငန်းရှင်ဦးမောင်ဝိတ်ကလည်းသူ့အနေနဲ့ရန်ကုန်တန်းဝန်ကြီးချုပ်ကိုဒေါ်လာတသိန်းနီးပါးတန်ဖိုးရှိတဲ့ Butterfly နိုင်ရီမပေးခဲ့ဘူးလို့ရန်ကုန်မြို့ Novel Novotel Hotel မှာအော်တိုဘားလ9ရက်နေ့ကသတင်းစာရှင်းလင်းပွဲပြုလုပ်ပြီးညှိစုလိုက်ပါတယ်။ RFA သတင်းတောက်ကိုအောင်သိန်းခါကတင်ပြထားပါတယ်ခင်ဗျာ။နိုဝင်ဘာ6ရက်နေ့ကထုတ်ဝေလိုက်တဲ့ The Daily 11သတင်းစာမှာပါတဲ့ Editor အပေါ်မှာမြို့သက်စီမံကိန်းတင်တာအောင်မြင်ခဲ့ပြီးမူးယစ်ဆေးဝါးအမှုနဲ့ထောင်ကျပြီးလွန်ငင်းချမ်းသာခွင့်နဲ့ပြန်လည်လွတ်မြောက်လာတဲ့တထေးတူက ဝင်းကြီးချုပ်တဦးကိုဒေါ်လာတသိန်းလောက်တန်တဲ့ပတိဖီလစ်နိုင်တလုံးလက်ဆောင်ပေးခဲ့တယ်ဆိုတာသူ့ကိုရည်ညွှန်းတယ်လို့ယူဆတာကြောင့်တရင်းသာရှင်းနေပွဲပြုလုပ်တာဖြစ်တယ်လို့ဦးမောင်ဝိတ်ကပြောပါတယ်ဒီပွဲကိုကျွန်တော် ကျွန်တော်ဆန္ဒအလျောက်ကျွန်တော်ကိုအားနေတယ်ထင်လို့သူမဟုတ်မြေပြော့တယ်ထင်လို့သူမဟုတ်အနိုင်ကျင့်ဖို့ဒီလိုလုပ်တယ်ထင်လို့ကျွန်တော်ဒီလိုခံစားရတဲ့အတွက်ကြောင့်အများ တည်စီရန်ရှင်းလင်းခြင်းပဲဖြစ်ပါတယ်။နိုင်ကိစ္စနဲ့မြို့တစ်စီမံကိန်းကိစ္စတွေဆက်ဆက်နေတဲ့တထေးကိုအမည်မရေးကြောင်း11ကမနေ့ညနေကသတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။ဥမာဝေးသတင်းစာရှင်းလင်းပွဲလုပ်မယ်ဆိုတာနဲ့ပတ်သက်ပြီး11 area ချုပ်ကိုဝေဖြိုးကအခုလိုပြောပါဗျာ ဲ့တော့ဥမာဝေးကအခုလိုမျိုးပေါ့ဒီအချက်နှစ်ချက်နဲ့ပတ်သက်ပြီး तू ရှင်းလင်းမယ်လို့ပြောလိုက်တဲ့အတွက်ကျွန်တော်ကတော့ကျွန်တော်တို့အေဒါဆိုက်ဘက်ကကျွန်တော်တို့ဖော်ပြခဲ့တဲ့နေရာမှာဥမာဝေးလို့ဖော်ပြခဲ့တာမရှိဘူးသို့တော်မျိုးတစ်စီမံကိန်းဆက်ဆက်တဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးဥမာဝေးရှင်းလင်းမယ်လို့ပြောလိုက်တာဟာဒီအကြောင်းအရာနဲ့တော့၎င်းရန်ကုန်ဝင်းကြီးလုံးနေတော့လားကောင်ဒီလိုကိစ္စရတဲ့နေတော့လားကောင်သုံးတရားပတ်သက်တယ်လားမပတ်သက်လို့သို့တော်သူဒါနဲ့ပတ်သက်လို့ရှင်းလင်းမယ်လို့ပြောလိုက်ချင်းဟာဒီကိစ္စကသူနဲ့ဆိုင်တယ်လို့ပြောလိုက်တယ်လို့ကျွန်တော်ယူဆပါတယ်အဲဒါကြောင့်ကျွန်တော်ပြောပါမယ် ဒီကနေ့သတင်းစာရှင်းလင်းပွဲမှာဦးမောင်ဝိတ်ကသူ့အနေနဲ့ဘယ်ဝင်ကြီးချုပ်ကမှပတိဖိလစ်နိုင်မပေးဘူးလို့ညင်ပါတယ်ကျွန်တော်ညင်ပြလို့တာကျွန်တော်အနေဖြင့်ဘယ်ဝင်ကြီးချုပ်တဦးကိုမှပတိဖိလစ်နိုင်လက်ဆောင် ပေးခဲ့ဘူးခြင်းမရှိပါဘူးခင်ဗျာအထူးသဖြင့်ရန်ကုန်တိုင်းဝင်ကြီးချုပ်ကိုဗာနိုင်မှလက်ဆောင်ပေးခဲ့ဘူးခြင်းမရှိကြောင်းတိတိကျကျရှင်းရှင်းလင်းလင်း တင်ပြအပ်ပါတယ်ရွေးကောက်ပွဲတစ်နှစ်ပြည့်ပြီးနောက်ခေါင်းစဉ်နဲ့အယ်ဒီတာအာဘော်ကိုရေးသားခဲ့တဲ့11 media CEO အနေနဲ့သူရေးသားထားတဲ့အကြောင်းအရာတွေနဲ့ပတ်သက်လို့မေးမြန်းခဲ့မယ်ဆိုရင်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ကိုပဲပြောပြမှာဖြစ်တယ်လို့ The Daily 11သတင်းစာ Editor ချုပ်ဦးဝေဖြိုးကပြောပါတယ်။အဲ့တော့ဒေါသန်းတော်ပြောတဲ့စကားကလည်းအကယ်၍ဒီအိမ်တို့တွေကသူရေးသားခဲ့သူတယောက်အနေနဲ့ဖြစ်တဲ့အတွက်သူ့ရဲ့ရေးသားမှုနဲ့ပတ်သက်လို့လိုလိုသူ့ကိုမေးမြန်းလာမယ်ဆိုရင် သူယုံကြည်လေးစားတဲ့နှစ်ပေါင်း28နှစ်တိုင်းတိုင်းသူယုံကြည်လေးစားတဲ့ဒေါက်တာစုကြည်ကိုသားလေးသူကပြောပြမှာဖြစ်တယ်လို့သူပြောတာဖြစ်ပါတယ်အဲ့တော့တစ်ဖက်မှာတော့မကူအောင်လားဆိုတာမဟုတ်ပါဘူးကျွန်တော်အိတ်တာဘွဲ့အနေနဲ့ကတော့ဒီဟာကိုအမှန်တရားတိုင်းခြေခြေပြန့်ဖြစ်ဖို့အတွက်ဆောင်ရွက်မယ်ဆိုလို့ရှိရင်ကျွန်တော်ပူပေါင်းမယ်လို့ပြောပြသားပါလက်ရှိအနေအထားဖြစ်တဲ့အခင်းကျင်းရဆိုရင်ကျွန်တော်တို့ရဲ့ပြောကြားချက်ကလုံလောက်မှုရှိပါတယ်ဥမ္မဝိတ်ကသူ့စီးပွားရေးလုပ်ငန်းတွေဟာမူရစ်စေဝါနဲ့ပတ်သက်ခြင်းမရှိဘူးလို့ဒီကနေ့သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်ခင်ဗျာ လွတ်လပ်တဲ့အာရှတန် RFA ရဲ့အပတ်စဉ်သတင်းမဂ္ဂဇင်းအစီအစဉ်ကိုထုတ်လွှင့်နေတာပါ။ညညတော်တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ UNFC ရဲ့နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့နဲ့ပြည်အောင်စုညီညွတ်ရေးကော်မရှင်တို့အော်တိုဘာလ10ရက်နေ့ကရန်ကုန်မြို့မှာဒုတိယမြောက်အနေအဖြစ်တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ NCA အဖြစ်ရဲ့စာချုပ်လက်မှတ်ထိုးဖို့အတွက် UNFC ဘက်ကတောင်းဆိုထားတဲ့အချက်၈ချက်ကိုဆွေးနွေးကြတာဖြစ်ပြီးမပြည့်ပြည့်သေးတဲ့အတွက်ဆက်ပြီးဆွေးနွေးကြအောင်မယ်လို့သိရပါတယ်။ RFA သတင်းတောက်မတ်တီရီမင်းစင်တင်ပြထားပါတယ်ခင်ဗျာ။ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေတက်ရောက်ဖို့အတွက်တနင်္ဂနွေလုံးအပြစ်ခတ်ရဲစဲရေးစာချုပ် NCA ကိုလက်မှတ်ရေးထိုးကြရမှာဖြစ်ပါတယ်။ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌဒေါက်တာတင်မျိုးဝင်းက NCA စာချုပ်လက်မှတ်ထိုးဖို့အတွက် UNFC အဖွဲ့ကတောင်းဆိုထားတဲ့အချက်၈ချက်ရှိကြောင်းအဲ့ဒီအချက်တွေကိုသဘောတူရင် NCA လက်မှတ်ထိုးနိုင်မယ်လို့ပြည်သူတွေကမျှော်လင့်နေတဲ့အတွက်အောင်မြင်အောင်ဆွေးနွေးကြဖို့ပြောပါတယ်။ငြိမ်းချမ်းနိုင်ငံဆိုတဲ့အခါမှာဒီ၈ချက်ကိုကျွန်တော်ပြောသွားမယ်ဆိုရင် 年年在我们这，年年在我们这干的，干的，干的，每年都吃这个高粱 UNFC အဖွဲ့ကတောင်းဆိုထားတဲ့အချက်၈ချက်ထဲမှာနှစ်ဖက်ညှိနှိုင်းမှုတွေသဘောတူပြီးနောက်ပိုင်း24နာရီအတွင်းတနိုင်ငံလုံးအပြစ်ခတ်ရဲစဲကြောင်းကြေညာချက်ကိုအစိုးရနဲ့တပ်မတော်ကထုတ်ပြန်ဖို့တောင်းဆိုထားပါတယ်။အဲဒီနောက် UNFC အဖွဲ့ဝင်တွေက48နာရီအတွင်းအပြစ်ရဲကြောင်းကြေညာဖို့အပြင်27ပင်လုံညီလာခံကရရှိတဲ့သဘောတူညီချက်တွေကိုအခြေခံပြီးဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ရေးဆွဲဖို့စတဲ့အချက်တွေပါရှိပါတယ်။ NCA လက်မှတ်ရေးထိုးပြီးနောက်ပိုင်းမှာပြစ်ခတ်တိုက်ခိုက်မှုတွေမဖြစ်လာ í အတွက်ခိုင်မာတဲ့မူဝါဒသဘောထားတွေချမှတ်နိုင်ဖို့ဒီချက်ရှစ်ချက်ကို တောင်းဆိုတာဖြစ်တယ်လို့ DPN အဖွဲ့ခေါင်းဆောင်ခူးဦးရေက ပြောပါတယ် NCA သဘောတူညီချက်နဲ့ပတ်သက်ပြီးကျွန်တော်တို့သဘောတူညီမှုရလာလို့ရှိရင်ဒီရလာတဲ့သဘောတူညီမှုခိုင်မာအောင်လို့ကျွန်တော်တို့လုပ်ယူချင်တာဖြစ်တယ်ဒါကကျွန်တော်တို့အဓိကရည်ရွယ်ချက်ပါဒါကြောင့်မလို့အချိန်ကြာကြာနေတာဖြစ်ပါတယ်အဲ့တော့သဘောတူညီချက်ရလာလို့ရှိရင်လည်းပဲ ျွန်တော်တို့ပြဿနာဖက်ကိုပြဥလက်မသွားအောင်လို့ကျွန်တော်တို့စောက်ကြည့်ဖို့တောင်းဝန်ရှိပါတယ်အဲ့တော့စောက်ကြည့်တဲ့နေရာမျိုးတွေမှာလည်းကျွန်တော်တို့အဆင်ပြေပြေနဲ့စနစ်တကျဘယ်လိုပုံစံနဲ့စောက်ကြည့်ကြမလဲဘယ်သူဘယ်ဝါရင်နဲ့စောက်ကြည့်ဖို့လိုအပ်မလဲဆိုတဲ့အစဉ်စဉ်လေးကိုကျွန်တော်တို့ညှိနှိုင်းဆောင်ရွက်နေတာဖြစ်ပါတယ် UNFC အဖွဲ့ကတင်ပြထားတဲ့အချက်၈ချက်ထဲမှာ၃ခုဟာတပ်ပိုင်းဆိုင်ရာကိစ္စရပ်တွေ တပ်ပိုင်းဆိုင်ရာကျင့်ဝတ်နဲ့ပတ်သက်တာတွေနဲ့စောင့်ကြည့်ရေးကော်မတီဖွဲ့မဲ့ကိစ္စတွေပါဝင်နေပါတယ်။ဒီအကြောင်းအရာတွေကိုတော့ JMCU ပြည်တော်စုအဆင့်ပြစ်ခတ်တိုက်ခတ်မှုရက်စဲရေးဆိုင်ရာပူရဲစောင့်ကြည့်ရေးကော်မတီနဲ့ DPN အဖွဲ့တို့လာမယ့် November လအတွင်းထပ်မံဆွေးနွေးရမှာဖြစ်တယ်လို့ငြိမ်းချမ်းရေးကော်မရှင်ကဦးလှမောင်ရွှေကပြောပါတယ်။နှစ်ဖက်လုံးကကျွန်တော်တို့ပြင်ဆင်မှုလိုတဲ့အတွက်ဒီ November လထဲမှာပဲဒီခဏတော့က DPN ဘက်ကအဆိုပြုတဲ့အဓိကအဖြစ်တော့ GMC နဲ့ကျွန်တော်တို့ ဆိုင်တဲ့ချက်တွေပါပါတယ်အဲ့ဒါတွေကိုကျွန်တော်ဒီနိုမာလာထဲမှာဆက်ပြီးတော့ဆွေးနွေးဖို့ဆိုတာတော့နှစ်ဖက်ကောင်းဆောင်နေရတော့သဘောတူတာရှိတယ် DPN ဘက်ကတော့အခုဆွေးနွေးခဲ့တဲ့အချက်၈ချက်ကိုအစိုးရဘက်ကသဘောတူရင် NCA စာချုပ်မှာလက်မှတ်ထိုးမယ်လို့အဖွဲ့ကောင်းဆောင်ခုဦးရေကပြောပါတယ် NCA လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေအနေနဲ့အခုလကုန်မှစတင်ကျင်းပမယ်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေမှာပါဝင်နိုင်မှာမဟုတ်ပါဘူးဒုတိယကြိမ်နဲ့17ရာစုပင်လုံညီလာခံကိုတော့လာမယ့်2018ခုနှစ်ဖေဖော်ဝါရီလထဲမှာကျင်းပသွားဖို့ရှိနေပါတယ်ရှင် RFA အပတ်စဉ်သတင်းမဂ္ဂဇင်းအစီအစဉ်ကိုထုတ်လွှင့်နေတာပါမကွေးတိုင်းတွင်းကလေယာဉ်မြေပြဿနာတွေကိုဖြေရှင်းဖို့မလွယ်ကူသေးဘူးလို့တိုင်းဒေသကြီးလေယာဉ်မြေနဲ့အခြားမြေများတိုက်စီခံရမှုများပြန်လည်စီစီရေးကော်မတီကပြောလိုက်ပါတယ် အသေးစိတ်ကိုမကွေးအခြေဆိုင် RFA သတင်းတောက်ကိုစော်တူးကပေးပို့ထားပါတယ်ခင်ဗျာမကွေးတိုင်းရင်းကလေယာဉ်မြေပြဿနာတွေကိုဖြည့်ရှင်းဖို့မလွယ်ကူသေးဘူးလို့တိုင်းဒေသကြီးလေယာဉ်မြေနဲ့အခြားမြေများသိသိခံရမှုများပြန်လည်စစ်ဆေးရေးကော်မတီမှပါတဲ့ကိုအောင်ကျော်ကျော်ကပြောပါတယ်မြေယာပြဿနာတွေကို6လအတွင်းပြည်လဲစွာဖြည့်ရှင်းနိုင်မယ်လို့နေပြည်တော်ကောင်စီဥက္ကဋ္ဌဒေါက်တာမြို့အောင်ကဂျွန်လ30ရက်နေ့မှာမီဒီယာတွေကိုနေပြည်တော်မှာပြောခဲ့ဘူးတဲ့အပေါ်လက်တွေ့လှုပ်ဆောင်နေရတဲ့အခြေအနေနဲ့ဝေဖန်ထောက်ပြခဲ့တာပါမြို့နယ်တို့ခရိုင်တို့ကတက်လာတဲ့ ဒီနေရာသိသိကံနေရာတိုင်ကြားမှုတွေကိုကျွန်တော်တို့ကဆုံးဖြတ်ပေးရပါတယ်သဘောထားမှတ်ချက်ပေးရပါတယ်အဲ့တော့ပြန်ပေးသင့်ရင်ပြန်ပေးသင့်တယ်ဒါမှမဟုတ်ရင်လည်းကျွန်တော်တို့နှစ်နာရီကျော်ကြီးပေးသင့်ရင်လည်းပေးသင့်တယ်ဘလို့ပေးသင့်တယ်ပေါ့နော်အဲ့လိုမျိုးတွေကျွန်တော်တို့ကဆုံးဖြတ်ပေးရပါတယ်အမှုတွေဘလောက်ဆုံးဖြတ်ပြီးပြီလဲလို့မိကွန်းကဟာဟာတာမိကွန်းလို့ဖြစ်နေတယ်ဟာလို့ဆိုတော့ကျွန်တော်တို့၄လအတွင်းမှာခုနှစ်မှုပဲဆုံးဖြတ်တယ်ဖွဲ့စည်းပြီးကျွန်တော်တို့ဒီ၄လအတွင်းမှာ ခုနှစ်မှုဆိုအင်မတန်ကိုအင်မတီအင်မတန်ကိုလေးလံနေတဲ့ကော်မတီကြီးဖြစ်နေတယ်တိုင်းတွင်းမှာလေယာမြေပြဿနာနဲ့ပတ်သက်ပြီးတိုင်စာပေါင်း2000ဝန်းကျင်လောက်လေယာစိုက်ပျိုးရေးနဲ့ဆယ်မြောင်းဝန်ကြီးထံမှရောက်ရှိနေတယ်လို့လည်းပြောပါတယ်ဒီလိုမြေယာပြဿနာတွေထဲမှာကြောက်ဖြူကူမင်းတွေတန်းနဲ့တရုတ်တန်းငွေပိုင်လိုင်းကမြေယာပြဿနာတွေလည်းရှိနေသေးပဲလို့ငဖဲမြို့နယ်ဂုံကြီးကြီးရွာကအရှိုချင်းတိုင်းရင်သာစလိုင်းရန်တော်ထုံးကပြောပါတယ်ပထမကွင်းဆင်းတဲ့ဟာတွေနဲ့အဖြစ်ထွက်လာတာအနေနဲ့တော်တော်ကြီးကိုခွာဟမှုတွေတွေ့နေရတယ် ော့ပြီးတော့အခုလက်ရှိခံနေရတဲ့တောင်သူတွေဘက်ကနေပြီးတော့မမမဟိုဖြစ်မိုးနဲ့အမှန်တရားဖြစ်ဖို့လဲမျှော်လင့်တာပေါ့လေအဲပြောရမယ်ဆိုရင်ကွင်းချင်းစစ်ဆေးမှု အပိုင်းဒီမှာကျွန်တော်တို့ပါဝင်တဲ့တောင်သူတွေရှိရယ်မပါဝင်မဲ့ကြံခဲ့တဲ့တောင်သူတွေလည်းရှိတယ်ရေနံချောင်းမြို့စိတ်သာကွန်းနောက်ကတောင်သူတွေကတော့နှစ်ပေါင်း25နှစ်ကြာကြာတင်းစည်းခံထားရပြီးအခုတိုင်စီမံကိန်းတွေမဖော်နိုင်သေးတဲ့မြေအေက69ဧကကိုစိုက်ပျိုးနိုင်ဖို့ပြန်လိုနေကြတယ်လို့ညောင်လှရွာက ရာသမားဥအောင်ထေကအခုလိုပြောပြပါဗါခေါင်ကူက90ခုနှစ်ကဒီဂျာမီဒီကိုစသိမ်းပါတယ်စသိမ်းပြီးတော့ရဲလေးကြီးတင်တန်းကြောင်းဆိုပြီးမှသိမ်းတာပါအဲ့တော့ရောကြီးတထောင်ပဲပြီးခဲ့တာပါတထောင်ပြီးပြီးရဲ့နောက်ပိုင်းမှာသူကရဲလေးကြီးတင်တန်းကြောင်းမဆောက်တဲ့ခါကျတော့ကျွန်တော်တို့ရာပိုင်ရှင်တွေကလည်းပြန်ပြီးမှတောင်းပါတယ်အဲ့ဒီချိန်မှာသူကဟိုမြို့မြေကွက်ရရန်ဘာညာဆိုပြီးခေါင်းစဉ်မျိုးနဲ့ကျွန်တော်ပြန်မပြီးပါဘူး တို့နိုင်ငံတော်တမလာအစီမှာလင်းလင်းလွှတ်တော်ကိုစတင်နေနောက်ကလေယာဉ်သေးစီကမြေယာများဟိုကော်မတီကိုတင်နေအဲ့ဒီမှာတင်နေကျွန်တော်တိုက်နေကိုလည်းကျွန်တော်စတင်ပြီးမှလောင်းပါတယ်နောက်ကျွန်တော်ဆန္ဒပြမှုလှူရှားမှုတွေလည်းဒီယာမြေရရှိတွေလှူရှားခဲ့ပါတယ်တို့တော့လည်းဘာမှအခြေအနေကထုမလာခဲ့ပါဘူးအခုကမှတိုင်းလေယာမင်းနဲ့အခြားမြင်များသိသိခံရမှုများပြန်လဲစစ်စစ်ကော်မတီကိုပို့လာတဲ့မြို့နယ်စစ်စစ်တင်ပြချက်တွေမှာကော်မတီဝင်အမတ်တွေကော်မတီဝင်တောင်လူကိုယ်စားလှယ်တွေမပါဝင်တဲ့အစည်းအဝေးဆုံးဖြတ်ချက်တွေကို မြို့နယ်အုပ်ချုပ်ရေးမှူးကလက်မှတ်ထိုးတင်ပြထားတာဖြစ်တဲ့အတွက်တိုင်းကော်မတီစည်းဝေးဆုံးဖြတ်ချက်ရထပ်မံစစ်ဆေးပြီးအားလုံးပါဝင်တဲ့ကော်မတီစည်းဝေးဆုံးဖြတ်ချက်နဲ့ပြန်လည်တင်ပြဖို့ကိုညွှန်ကြားထားတယ်လို့သိရပါတယ်ခင်ဗျာအာရဗီအပတ်စဉ်သတင်းမဂ္ဂဇင်းအစီအစဉ်ကိုထုတ်လွှင့်နေတာပါအမေရိကန်ရွေးကောက်ပွဲကိုလိလာစောင့်ကြည့်တဲ့ပွဲကိုရန်ကုန်မြို့ကမြန်မာနိုင်ငံဆိုင်ရာအမေရိကန်တမ်မကြီးစကော့မာစီယယ်နေအိမ်မှာအော်တိုဘားလ9ရက်နေ့မနက်ပိုင်းကပြုလုပ်ခဲ့ပါတယ် RFA သတင်းတောက်ကိုတီဟာထွန်းတင်ပြထားပါတယ်ခင်ဗျာမြန်မာနိုင်ငံဆိုင်ရာအမေရိကန်တန်မကြီးစကော့မာစီရဲ့ဖိတ်ကြားမှုနဲ့အမေရိကန်သမ္မတရွေးကောက်ပွဲကထွက်ပေါ်လာတဲ့မဲရလက်ကိုလေးလာစောင့်ကြည့်တဲ့ပွဲကိုရန်ကုန်မြို့ကအမေရိကန်တန်မကြီးနေအိမ်မှာဒီနေ့မနက်ပိုင်းကပြုလုပ်ခဲ့ပါတယ်ဒီပွဲကိုရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးပျော်မင်းသိန်းလွှတ်တော်ကိုယ်စားလှယ်တွေသတင်းမီဒီယာတွေနဲ့အမေရိကန်ရွေးကောက်ပွဲကိုစိတ်ပါဝင်စားသူတွေတက်ရောက်ကြပါတယ်အမေရိကန်တန်မကြီးစကော့မာစီရဲ့ကသမ္မတအစ်ဖြစ်လာမဲ့သူရဲ့နိုင်ငံခြားရေး policy ကို အတိအကျမသိနိုင်သေးပေမဲ့မြန်မာနိုင်ငံရဲ့ဒီမိုကရေစီအရေးလူ့အခွင့်အရေးတွေပေါ်မှာထောက်ခံမှုကတော့ပြောင်းလဲသွားမှာမဟုတ်ဘူးလို့ပြောပါတယ် You know this is people have been talking about how important an election this is for the US of course we believe that every one of the elections is important ဒီရွေးကောက်ပွဲက American ပြည်သူတွေအတွက်အရေးကြီးတဲ့ရွေးကောက်ပွဲဖြစ်ပါတယ်ပိုအရေးကြီးတာကတိုင်းပြည်အတွက်အရေးကြီးတဲ့ကိစ္စတွေပေါ်ညှင်းခုံကြမယ်ပြီးရင်မဲပေးကြဖို့ဖြစ်ပါတယ်နိုင်ရသူကသမ္မတဖြစ်လာပြီးပြည်သူတွေအနေနဲ့ရှေ့ဆက်သွားကြဖို့ပါပဲမြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက ပြန်ကြားရေးတာဝန်ခံဦးမြင့်ကျော်ကမြန်မာနိုင်ငံအရေးကိုစိတ်ပါဝင်စားမှုပို့ရှိတဲ့ Hillary Clinton ကိုနိုင်စေချင်တယ်လို့ပြောပါတယ်။မြန်မာနိုင်ငံအတွက်ပေါ့လေအကူအညီတို့မြန်မာနိုင်ငံပေါ် policy တော့အများကြီးတော့မပြောင်းလဲနိုင်လို့ထင်တယ်။သို့တော့စိတ်ဝင်စားမှုနည်းတာနဲ့များတာကွာလိမ့်မယ်လို့ထင်ပါတယ်။အဲဒါဆိုရင်တော့မြန်မာနိုင်ငံအတွက်ဆိုရင်တော့ Hillary Clinton ကပို့ပြီးတော့ဟိုမြန်မာနိုင်ငံပေါ်ပို့စိတ်ဝင်စားတယ်လို့ကျွန်တော်ထင်ပါတယ်။မြန်မာနိုင်ငံမူရစန့်ကြီးအတင်းကတာဝန်ခံတူဖြစ်တဲ့ဒေါက်တာဒေါ်မီမီခိုင်စင်က မြန်မာနိုင်ငံရဲ့စီးပွားရေးပြန်လည်ထူထောင်ဖို့အရေးတကြီးလိုအပ်နေတဲ့အခုလိုအချိန်မှာနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေဓာတ်ရိုက်ဝင်ရောက်လာဖို့အကူအညီပေးနိုင်တဲ့ Hillary Clinton ကိုနိုင်စေလိုတယ်လို့ပြောပါတယ်။လောလောဆယ်မှာတော့တမန်တော်လောင်းနှစ်ယောက်အနက်မှာတော့ကျမတို့ကတော့ Hillary Clinton ကိုပို့ပြီးတော့မှသမနာဖြစ်စေခြင်းနဲ့ဆန္ဒရှိပါတယ်။အာဘာဖြစ်လို့လဲဆိုတော့သူဟာကျမတို့မြန်မာနိုင်ငံကိုလည်းအလဲပတ်ခီးစင်ရောက်ခဲ့ပါတယ်။သူကနိုင်ငံရေးအတွေ့အကြုံနဲ့ ကြွားရတဲ့သူဖြစ်ပါတယ်မြန်မာနိုင်ငံရဲ့လက်ရှိအနေအထားမှာဒီမိုကရေစီရထားပြီးတဲ့တက်တန်းကလည်းနုနေသေးတဲ့အချိန်မှာကျမတို့ဟာပြန်လည်ထူစီးပွားရေးတွေပြန်လည်ထူထောင်မှုအရန်ကိုအရေးကြီးနေပါတယ်အဲ့တော့စီးပွားရေးပြန်လည်ထူထောင်မှုနှစ်နိုင်ငံကြားမှာကျမတို့နိုင်ငံရေးရရောစီးပွားရေးရရောပြန်လည်ထူထောင်မှကျမတို့လူမှုရေးဆိုတဲ့ social sector တွေကိုကျမတို့ကပို့ပြီးတော့မှအားပေးနိုင်မှာဖြစ်ပါတယ်အမေရိကန်ရွေးကောက်ပွဲမဲရလဲနောက်ဆုံးအခြေအနေအရ Republican သမ္မတလောင်း Donald Trump ကအနိုင်ရရှိတယ်လို့သိရပါတယ်ခင်ဗျာ thank you RFP ဒီမြန်မာညာအစီအစဉ်လေးကို Asia Set 3ဂျိုဒုနဲ့ New Skies ဂျိုဒုတွေကနေဖမ်းယူကြည့်ရှုနိုင်ပါတယ်။တလင်းလာနေကနေတောက်ကြနေအထိနေ့စဉ်အစီအစဉ်တွေထုတ်လွှင့်ပြနေပြီးစနေနေ့မှာအပတ်စဉ်ရုပ်သံမဂ္ဂဇင်းအစီအစဉ်ကိုထုတ်လွှင့်ပြီးတနင်္ဂနွေနေ့မှာပြန်လည်ထုတ်လွှင့်ပြနေပါတယ်။2016ခုနှစ်နိုဝင်ဘာလဒုတိယပတ်အတွက် RFA ရုပ်မြင်သံကြားသတင်းမဂ္ဂဇင်းအစီအစဉ်တွေလည်းဒီမှာတင်ပြဆုံးပါပြီ။ကြည့်ရှုကြတဲ့ပရိသတ်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်။မင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျာ။